BTS အဖွဲ့ခေါင်းဆောင် RN ကသူတို့အဖွဲ့ရှင်းနစ်မှာအပြည့်အဝပြန်လည်ပေါင်းစည်းတော့မယ့်အပေါ်သူ့ရဲ့စိတ်ခံစားမှုနဲ့ခံယူချက်တွေကိုဒီဇင်ဘာလ WeBus Live အစီအစဉ်ကနေပုံမှန်လင်းလင်းဖွင့်ဟပြောဆိုခဲ့ပါတယ်။ စနော်ကအရာရာကိုဖြစ်ပြတာနဲ့ရှင်းပြနိုင်တဲ့သူမဟုတ်ပါဘူးလို့ဆိုပြီးဒီအလုတ်ကကျွန်တော်တို့နောက်ွယ်ကကိစ္စတိုင်းကို မျှဝေခွင့်မရှိပါဘူးကျွန်တော်တစ်ဖွဲ့လုံးကိုပူစားမပြုတ်နိုင်ပါဘူးကျွန်တော်ကလူသားတစ်ယောက်ပါပဲလို့သူကရှင်းပြခဲ့ပါတယ် IAN ရဲ့အဆိုအရအဖွဲ့ဟာ ပြောင်းလဲလာခဲ့ပါတယ်။အရင်ကသူကရှေးကနေဥဆောင်ခဲ့ပေမဲ့ ခုချိန်မှာတော့အဖွဲ့ဝင်တိုင်းဟာကိုပိုင်ဇေယိုက်နဲ့လမ်းကြောင်းတွေနဲ့တဦးချင်းစီဖြစ်လာပြီးမှတူတဦးရဲတခြားသူတွေအတွက်ဆုံးဖြတ်ပေးလို့မရတော့ဘူးလို့ရှင်းလင်းပြောကြားခဲ့ပါတယ်။အထူးခြားဆုံးဝန်ခံချက်ကတော့အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့ကာလတွေအတွင်းအဖွဲ့ဆက်ရှိဖို့ကိုတန်တရားဝင်ခဲ့ဘူးတာပါပဲ။ ျွန်တော်တို့အဖွဲ့ကိုရန်နာဖို့စဉ်းစားခဲ့တဲ့အချိန်တွေရှိတယ်။စက်သိန်းတင်လားခဏနာတင်လားဆိုတာကိုကျွန်တော်ထောင်ပေါင်းများစွာမေးခွန်းထုတ်ခဲ့တယ်လို့ IAN ကဖွင့်ဟခဲ့ပါတယ်။ဒါပေမဲ့အခုလိုအတူတူဆက်ရှိနေရတဲ့အကြောင်းရင်းကတော့အဖွဲ့ဝင်တွေချင်းချင်းချစ်ခင်မှု လေးစားမှုတွေရှိသလိုပရိသတ်တွေအပေါ်ချစ်ခင်မှုနဲ့လေးစားမှုတွေကြောင့်ပါလို့အခိုင်အမာပြောခဲ့ပါတယ်။ RN ကပြီးခဲ့တဲ့နှစ်ဝက်လောက်အဖွဲ့ရဲ့လှုပ်ရှားမှုနှဲပါခဲ့တာနဲ့ပတ်သက်ပြီးပြည်သက်တွေမသိနိုင်တဲ့အတွင်းရေးကိစ္စများစွာရှိနေကြောင်းအရေးအမြွေပြောခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ကုမ္ပဏီကစည်ရင်းဝင်အများပိုင်းဖြစ်နေတဲ့အတွက်ခေါ်ထုတ်လို့မရတဲ့ကိစ္စတွေအများကြီးရှိတယ်။ကျွန်တော်သဘောတကူတည်းနဲ့မရပါဘူးလို့ရှင်းပြခဲ့ပါတယ်။ even အစ်တိကိစ္စပြီးလူနီးပါဖြစ်နေပြီးနေတိုင်းလေ့ကျင့်နေကြောင်းလဲသတင်းကောင်းပေးခဲ့ပါဗျာ မိကုံးချုပ်အနေနဲ့သူဟာလူသားဖြစ်တဲ့အတွက် အမားလုံးမိနိုင်ပြီးပရိသတ်ရဲ့မျှော်မှန်းချက်အတိုင်းအမြဲတမ်းနေထိုင်နိုင်ခြင်းမှနေထိုင်နိုင်မယ်လို့ယူသားစွာပြောကြားခဲ့ပါတယ်။ RN ရဲ့ဒီစကားတွေဟာပရိသတ်တွေကြားမှာခေါင်းဆောင်ရဲ့ဝင်ထုတ်ဝင်ပိုးနဲ့အဖွဲ့ရဲ့လူသားဆန်တဲ့အတွင်းရေးခြေနေကိုသဘောပေါက်စေခဲ့ပါတယ်။ကြီးစုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။